သမီးလေးမူဂျိုတက်တော့ဟာကြတော့သူတို့ရဲ့ဟောပါနော်အဲအဝတ်အစားလေးသူတို့ဝယ်ရတဲ့ယူနီဖောင်းကသစကတ်တူလေးလေမူဂျိုရွေးနေတာကြတော့အဲစကတ်တူလေးကိုသူကဟိုအဲ့လိုဝယ်ရင်သူမနေတတ်လို့ဆွတ်ဆွဲချတာပေါ့နော်စကတ်တူပေါင်ပေါ်နေလို့ဆိုပြီးတော့ဒါပေမဲ့ဆက်ကြောတက်ရွေရောက်လာတော့သူအဲဟိုပေါင်လေးလောက်ဖြစ်တဲ့စကတ်လေးကိုကြိုက်လာတာပေါ့နော်အဲ့ဒါမှဝယ်ရင်လှရည်လို့ထင်လာတာပေါ့အဲဒါလိုစားစီရင်ချင်းကိုလည်းကျမလက်ခံပါတယ် ဟိုကိုကကိုဖြစ်ထွက်တယ်ဆိုရင်မိမိဖနဲ့တက္ကစီငါပါတာဖြစ်တဲ့အတွက်အတူဝေးရမယ်အရွယ်လှရင်အတူဝတ်ပေါ့နော်အဲ့ဒါကျွန်တော်ချင်းချာတော့ဟိုသူတို့တငယ်ချင်းပေါ့သူတို့ကြောင်းကတငယ်ချင်းအချင်းချင်းပေါ့နော်အာမင်းကလေးအချင်းချင်းချာဖြစ်ဖြစ်သူတို့ဒါသာလေးတငယ်ချင်းချာဖြစ်ဖြစ်သူတို့ဘန်းစကားရေးတုံးတယ်ကျွန်တော်တို့ငယ်ရလဲဘန်းစကားတုံးတာပါပဲဒါပေမဲ့ဟိုဘန်းစကားဆိုရင်ဟိုကျွန်တော်တို့ငယ်ငယ်ကတုံးတုံးအခုတုံးတုံး ဟိုနည်းနည်းဟိုပုံမှန်ကျမတို့နှိမ့်စင်ပြောနေတဲ့စကားနဲ့ဆိုင်တော့ဟိုကြားရနားရိုင်းသူလိုဖြစ်တာပေါ့နော်ဒါပေမဲ့တချို့အရာတွေကကြာသမီးကနားမလည်ပဲတုံးနေဘန်းစကားရှိတယ်ပေါ့နော်ဒါလေး3ပြပြတဲ့နောက်တစ်ချက်အဲ့လိုလေးတွေမစကတ်တို့ဝစ်တာကိုရှက်စရာလို့ တို့မထင်ဘူးသူ့ channel ပေါ့နော်။ဖန်စကားသုံးတာကိုရိုင်းနဲ့ရှက်စရာလို့မထင်ဘူး။ဒါပေမဲ့တခြားသူတိတိဖိုးဖိုးစားသူရှက်ပြန်ရောဥပမာကျွန်တော်တို့လက်ဖေးတိုင်းထိုင်နေအဲဒီဘက်မှာတ िश ူးကုန်မှုသမီးဟိုဝိုင်းရတ िश ူးလေးယူလိုက်ပါဆိုအဲ့ဝိုင်းကိုတ िश ူးသွားယူမှာသူရှက်နေတတ်တယ်ပေါ့နော်။အဲ့အကြောင်းအရာလေးဒီအကုန်ပေါင်းပြီးတော့ကျွန်မအဲဒီကပြားလေးကိုရေးပြတာပါ။ဒါလေးကိုဖတ်ပြပါမယ်။သမီးလေးရေသုံးနှစ်အရွယ်မူဂျိုတုံးကယူနီဖောင်းစကတ်တူကိုဒူးအောက်ကိုဆွဲဆွဲချတဲ့သမီးလေး အခုအရွယ်မှာတော့ပေါင်လင်လောက်ဝင်းမှလှတဲ့ထင်ခြင်းကို အပြစ်မမြင်ပါဘူးကွင်တိုးတော်လဲလေအချိန်နေရာ၍ဝစ်စင်ခြင်းတော့ရွေးချက်တတ်ပါစေဘန်းစကားခေါ်လန်းစကားကိုခက်ဆက်ဆက်လူငယ်တွေရေလဲတုံးခဲ့ကြပါတယ်သုံးမိတဲ့အတုံးလုံးမှာချက်စရာလဲကဲပါမှ ရွေတူခြင်းလေးစားသလိုကြည့်သူကို အလေးထားမြင်ဖြစ်စေမှာစဲမိမှရိုင်းတာမဟုတ်ဘူးကြမ်းမိတဲ့နှုတ်ကြောင့်အမိယုတ်ကြောင့်လဲပြနေတဲ့ကွယ် တွန်းတွန်းထို့ပြုမူမလွတ်အပ်ဖဲရင်မောကျဲလာခြေပုတ်လက်ပုတ်အမူရာအချို့ကြောင့်လှနေတဲ့ကိုဟန်လေးအကြီးတန်သွားရင်လေသမီးလေးတန်ဖို့ညှိုးသွားမှာစိုးပါရဲ့အရေးဘလောက်လှဲ့လှဲ့လမ်းဘေးကြောက်ဖြစ်ရင်လေအမျက်တနိုးလဲမှာဆွဲဖို့တွန့်တက်စမြင်အယောင်ဘလောက်မွဲမွဲတူတူတိတ်တွင်းထွက်ကြောက်ဆိုစင်းတူအဖြစ်တောင်ရောက်ရလေရဲ့ရဲရဲဝင့်ပြောဆိုဖြက်ဖြက်လက်လောက်ကင်တက်တက်ကြွပါဝင် ဆက်ဆက်စုသိလိုခြင်းကိုလက်ခံခြင်းအတိပါဒီရွယ်ရဲ့ရှက်တက်ခြင်းမှာလုံလုံးကြည်ထင်ကြမယ်မမေ့အမြင်တော့လीမြမသာရှက်ထားပြီးပါဒါမှသာဟီဒီအော့ပတ်တရားတွေအကြောင်းရှင်းပြတဲ့အခါလွယ်လွယ်ကူကူနားဝင်တော့မှာ